ဒီအပတ်ကတော့စပိန်လာလီဂါနဲ့ပရီးမီးယားလီဂါမှာအန်အော့စီယာကောင်းလောက်အောင်နိုင်ပွဲဆက်နေတဲ့အသင်းကြီးနှစ်သင်းစတင်ပြီးတော့ရှုံးပွဲ တွေ့သွားခဲ့တဲ့အပတ်ပဲဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကသူတို့ရဲ့မြုပ်ကန်ပြိုင်ဘက်အက်တလတီကိုမက်ဒရစ်ကို5-2နဲ့ရှုံးတယ်။ဒီပွဲမတိုင်ခင်တော့ကရီယယ်မက်ဒရစ်ကိုအက်တလတီကိုမက်ဒရစ်မနိုင်တာလေတတော်ကိုကြားခဲ့ပြီးဒါပေမဲ့ ရီယဲတို့ယာနုံပြေနိုင်ပွဲဆက်နေတဲ့အချိန်ကြတော့မှသူတို့ရဲ့အိမ်ဝင်းမှာဂိုးပြက်အနိုင်ယူပြီးတော့သူတို့ရဲ့ရှုံးဝဲဆက်မှုကိုလည်းရပ်တန့်လိုက်နိုင်တယ်ရီယဲမက်ဒရစ်ရဲ့အန်အော့စီယာကောင်းတဲ့အချိန်အဟုန်ကိုလည်းရပ်တန့်လိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မက်ဒရစ်မျိုးရဲ့တချမ်းမှာတော့တော်တော်လေးကိုဂုဏ်ယူစရာကောင်းတဲ့ပျော်ရွှင်မှုမျိုးနဲ့အောင်ပွဲခံနေကြပြီဖြစ်ပါတယ်ဒါကတော့လာလီဂါပတ်ချံပေါ့လေဒီဘက်ကပရီးမီးယားလိမှာလည်းလက်ရှိချန်ပီယံလီဗာပူးလိုဟာသူတို့နဲ့ရေဆက်ဆွန်လွန်အားကြီးတဲ့ Oliver Glasner ရဲ့ Palace အသင်းကိုနောက်ဆုံးမိနစ်ဂိုးနဲ့အတူတူရှုံးနိမ့်သွားခဲ့တယ်။အမြဲတမ်းနောက်ဆုံးမိနစ်ဂိုးတွေနဲ့ပဲအောင်ပွဲခံနေကြအသင်းတစ်သင်းဟာဒီနေ့ပွဲမှာတော့သူတို့တွေအနိုင်ယူနေကြအချိန်တစ်ခုဖြစ်တဲ့90မိနစ်ရဲ့ထပ်ဆောင်းအချိန်ပိုတွေမှာမှ Eddie Angadia ကကိုသွင်းယူလာတာကိုခံလိုက်ရတယ်။အဲ့ဒီမတိုင်ခင်မှာခြေစားရဲ့89မိနစ်မှာသွင်းလိုက်တဲ့ခြေပါကိုကြောင့်ဒီပွဲမှာလည်း Liverpool တို့တဖန်ပြန်ပြီးတော့လာကြအောင်မလားဆိုတဲ့ မျောလင်းချက်တွေတော်တော်လေးရှင်သန်လာခဲ့တယ်။ဒါပေမဲ့ပွဲကတရေစီကိုပဲဥတီသွားဖို့အခြေအနေအရန်ကိုများနေခဲ့တာ။အဆုံးမှာအနိုင်ရခဲ့တဲ့အသင်းတွေတင်ပေါ်လာခဲ့ပေမဲ့ဒီနေ့ကတော့ Liverpool အသင်းရဲ့နေ့မဟုတ်ဘူးလို့ပဲပြောရမယ်။ Arsenal အသင်းရဲ့ Academy အတွက်ကစားသမားတဦးဖြစ်ခဲ့ဘူးတဲ့ Eddie Nketiah ကလှလပပကိုသွင်းယူရတယ်။ VAR ပြန်ကြည့်ပေမဲ့ onside အနေထားမှာရှိနေခဲ့တဲ့အတွက်ကြောင့်လက်ရှိ Champion Liverpool ရဲ့တောက်လျှောက်ယာနုံးပြေနိုင်ပွဲဆက်မှုဟာ ရက်တန့်သွားရုံနဲ့မကဘဲနဲ့ပထမအဦးဆုံးရှုံးပွဲကိုပါတွေ့လဲရပြီဖြစ်ပါတယ်။ဆိုတော့ဒီနှစ်ပွဲစလုံးကတော်တော်လေးကိုစိတ်လိုချစရာကောင်းတယ်။ကျွန်တော်နှစ်ပွဲပေါင်းပဲပြောလိုက်တော့မယ်နော်။ Liverpool ပွဲကတော့လက်ရှိချန်ပီယံရဲ့ခြေစွမ်းကဒီပွဲမှာတော်တော်လေးနှိမ့်နေ။ Palace ဘက်ကစနစ်တကျတုံ့ပြန်နိုင်တာတွေအများကြီးရှိတာကလည်းတကြောင်းဆိုပေမဲ့သူတို့ရဲ့နှိမ့်နေခဲ့တာကလည်းတိတိသားသားဖြစ်တယ်။အကယ်၍ Palace တို့ကဂိုးခံမခေခဲ့ဘူး။ပထမပိုင်းမှာတိုင်ထိထွက်တဲ့အလုံးတွေလိုမျိုး ကိုရဖို့နီးစက်တဲ့အခြေအနေတွေကတကယ်သာကိုပြစ်ခဲ့မယ်ဆိုလို့ရှိရင်2-0 3-0တော့နဲ့စောစောစီစီတဲကကိုအခြေအနေကတမျိုးဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့ Palace တို့လည်းကိုခန့်ခေတဲ့အတွက်ကြောင့်ချီအေးစားရဲ့ချီပါကိုနဲ့အတူတူပွဲက last minute အထိရောက်ခဲ့တာဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ် Palace အတွက်တော့တကယ်ကိုထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့တယ်။ဒီဘက်က Madrid ပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ပထမပိုင်းမှာ2ဂိုးစီတည်ကြတယ်။အဲ့ဒီနောက်မှာ Julian Alvarez ရဲ့ထူးချက်ခြေစွမ်းပြီးတော့ Griezmann ရဲ့ လာပေါင်းများစွာသူကိုပေါက်ပြောက်နေခဲ့တဲ့အခြေအနေကိုရတံပြလိုက်နိုင်တဲ့ကိုအဲ့လိုမျိုးနဲ့ fight 2နဲ့ကိုကိုပြအနိုင်ရရှိသွားခဲ့တယ်ဘောလုံးရတာတတော်လေးပေးခဲ့တဲ့ပွဲဖြစ်ပြီးတော့ဒီအပတ်အတွက်တော့ပြောစရာအများကြီးကြံခဲ့မဲ့ပွဲဖြစ်ပါတယ်အခုလိုမျိုးရှုံးပွဲတွေတွေ့သွားရခဲ့တဲ့အတွက်ကြောင့် Liverpool အသင်းကတော့အမှတ်ပေးစရာထိတ်ဆုံးမှာဆက်ရှိနေတော့မယ်မနေ့ပြန် Arsenal အသင်းနိုင်ခဲ့လို့ရှိရင်လည်းသူတို့ကနှစ်မှတ်ဖြတ်ထားနိုင်မဲ့အခြေအနေမှာရှိနေတော့မယ်ဖြစ်တယ် ဒါပေမဲ့သူ့နောက်မှာတော့အမတ်အသင်းတွေကဒါပေမဲ့သူ့နောက်မှာတော့အသင်းတွေကတန်းစီသွားပြီပေါ့လေဒါတော့အခြေအနေတစ်ခုပါ Real Madrid အတွက်ကတော့ Barcelona ရဲ့အခြေအနေကိုစောင့်ကြည့်ရပါမယ်အကယ်၍ Barcelona သာအနိုင်ရသွားမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့အမတ်ပေးစရာထိတ်ဆုံးကပါဆင်းပြေးရမယ့်အခြေအနေမှာရှိပါတယ်ဒီဘက်ကတော့ထိတ်ဆုံးကပြေးနေတဲ့ဆရာကြီးတွေခြေခောက်သွားတဲ့နေဖြစ်ပြီးတော့အမတ်ပေးစရာမှာဘယ်လောက်ထိ impact ရှိလာမလဲဆိုတော့ကျွန်တော်တို့စက်ပြီးစောင့်ကြည့်ရအောင်ဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ